အရှိန်ဟွာရှိပြီးသားတွေတွေအတွက်ကအဲ့အရှိန်ဟွန်လဲလာရင်တော့ပို့ပြီးတော့တော့မဖြစ်ဘူးလိုက်တာပေါ့နော်ပြိတက်တွေလည်းဒီတစ်ခါမိဆန်ဒီပြန်လာတဲ့ကမ်ဘက်ကအရင်လိုက်ပါတယ်အော်ဒီနေ့ဒါမိဆန်ဒီကကိုချစ်ရတဲ့ညီမလေးတွေကတယောက်လည်းဖြစ်တယ်သူကအမြဲတမ်းအာဟိုးယနေ့က music video တွေဆိုကောင်းကောင်းလုပ်အခုလို့ဆိုသူ့ကို like ချပြီးမှကြိုက်ရပါတော့သူကအရန်ကိုတည်တည်ချာချာအဲ့တော့ဟိုသူတို့ဒီဂီတလမ်းကြောင်းမှာလည်းသူကဟိုမိဆန်ဒီကအဲ့လို music video တွေ share ရိုက်တယ်ဆိုပြီးနာမည်ကြီးတယ်။အဲအခုလည်း share ရိုက်တာတော်တော်မိုက်တယ်။အဲဒီနေ့လာပြီးတော့အားပေးတာ။အေးအေးမော်နော်ခုနကသူကဒီ international project လည်းဖြစ်တယ်ပြီးတော့အဖက်ဖက်ပေါ့နော်။ပချင်းရေးတဲ့အပိုင်းဆိုရယ်ဘာ music produce လုပ်တဲ့အပိုင်းနောက်ပြီးဒီရိုက်ကူးရေးအပိုင်းပေါ့နော် production အားလုံးပေါ့အကုန်လူငယ်တွေအရန်တော်ကြတယ်။အဖက်ဖက်ကအားလုံးပြည့်စုံကြတယ်။အဓိကတော့ပေါ့နော်ခုနဲ့ live ဖက်တဲ့ တချင်းလေးပေါ့ကိုနဲ့လိုက်ဖက်တဲ့တချင်းလေးဆိုလို့ရှိရင်တော့တချင်းလေးလိုက်ဖက်တဲ့ဟာမျိုးဆိုရင်လည်းအဲခင်းရရတော့ရချင်ပါအဲမဆုံးလာတော့ကြာပါဘူးဒါပေမဲ့ဟိုတလောကတော့ဟိုပါပေါ့မိတ်ဆွေတယောက်ရဲ့ wedding sound လေးကိုအဲ့ရောက်သူသူဆိုခဲ့တယ်သူကစူးစမ်းပါလေတချင်းအဓိကသူကတချင်းကိုအဲသူနဲ့ကျွန်တော်တွေကအတွင်းတချင်းကြောင့်နေပြောပြတယ်ပြောပြပြီးတော့အဲ့လိုရင်တော့ဆိုရင်တိုးတွေပါသူထွက်မှုတော့သူထွက်မှုတဲ့အချိန်မှာကျွန်တော်တို့ကဟို ျွန်တော်တို့ရဲ့အုပ်ထင်းသူတွေပေါ့နော် NT ရဲ့မစ္စတာနေမီရဲ့ကျွန်တော်အမျိုးသမီးရဲ့သူက border သူတို့တွေကတချင်းကြောင်းလေပြောတယ်ပြီးလို့ရှိရင်ကျွန်တော်ကအာဘယ်လိုပြောရမလဲတချင်းနားနေတဲ့ချင်းသူလေကိုယ်ကတချင်းနေရေးနေကြသူကလည်းတချင်းပြီးရင်အာပြန်ဆုံတဲ့အခါကျရင်တချင်းရေးတဲ့အကြောင်းလေးပြောပြချင်သူကလည်းရေးရအခုဘယ်ပါအချိန်ကျွန်တော်အဟတ်သက်မခါအောင်အဲနေရီပါရောက်လဲတချင်းသူကလည်းတချင်းရေးတာဝါတာပါကိုယ်ကလည်းတချင်းရေးအဲအဲ့ဒါတခုတော့သားတူနေအရှိန်ဟောရှိပြီးသားလူတွေအတွက်ကအရှိန်ဟောလဲလာရင်ပို့ပြီးတော့တော့မှတ်ရမလားမိုက်တာပေါ့နော်ပြည်သက်တွေလည်း ီတစ်ခါမိဆန်လေးပြန်လာတဲ့ game back ကအရင်လိုက်ပါတယ်ဟိုအဲ့ချိန်လေးကျွန်တော်အဲ့ချိန်လေးမှာတော့ကိုရာတားလေးတွေချိန်ပေးလိုက်တာဒါလေးတွေပညာရေးအာညာချိန်ပေးလိုက်တာနော်ကိုရာကကျတော့ဟိုမိဆန်ဒီရတာအင်တောင်လေးကူလို့နေပေါ့ကိုရာကျတော့အင်တောင်ကြာလဲတားလေးသမီးရေးတွေမိဘရေးတွေဆိုတော့ကိုရာအေးပေါင်းပြားစွာနေဆိုတော့ဟိုအချိန်အဲ့လိုမျိုးမရှိဘူး အကွာတော့အာဘယ်လိုလဲဆိုတော့အကွာတော့အဲ့လိုပေါ့နော်လုတ်သွားနဲသွားနဲ့များသွားအဲ့လိုပါရှိပါတယ်လုတ်ရအောင်လုတ်ဖြစ်နေပါအဲအဓိကတော့တချင်းပါပဲအခုကတချင်းသမားတွေဖြစ်တဲ့အတွက်ကြောင့်တချင်းနဲ့ချစ်တဲ့သူတွေအတွက်ကြောင့်တချင်းလေးတွေတော့ဆက်လုတ်ဖြစ်သွားမှာပါဟုတ်ကဲ့ပါအဓိကတော့ဒီဘက်ခစ်က TikTok ခစ်လေးဖြစ်သွားတဲ့ခါကျတော့ကျွန်တော်တို့မှရေမို့တကယ်တချင်းဟောင်းတွေကပြင်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 ပြီးတော့ဖို့အောင်မြင်လာတာပေါ့အဲ့ဒါလည်းရင်ဝမ်းသာပါတော့တချင်းတွေကအငြင်းတန်းဒါလဲနေခစ်ထရန်ရလဲနေတာတွေ့ရတယ်ပြီးတော့ ဟို TikTok မှာလည်းဒါဒီသင်းလေးတွေကိုထုတ်ပေးကြရတယ်။ like ဆိုပေးကြရတယ်။ပြီးတော့ဒီဒီ cover ပြန်ဆိုကြရတဲ့အတွက်မှာလည်းပုံမှန်လည်းသင်းလေးကအရင်ကရှိဟိုခုနကလည်းဘာခေါင်းသင်းလေးတွေဆိုပေမဲ့လည်းရမ်းပြမြအစ်စ်တွေပြင်ပြဖြစ်သွားတယ်။အဲ့အတွက်ကလည်းအချင်းတွေချိပေးကြရတယ်ကျေးဇူးတင်ပါတယ်။အဝမ်းသာတာပေါ့ကိုညီမလေးပြအရင်ဝမ်းသာတယ်။ဒါကသူ့ကိုတော်တယ်တော်တယ်ပြီးတော့သူကတခြားတော့ဒါဟိုဖက်ဖက်ကပြည့်စုံတယ်ဆိုတော့ဒါဒီလိုမျိုးဟိုကန်းကန်းချင်းခံရတယ်ဝမ်းသာပါ အာကိုညီမလေးဒါတီတီတို့မိဆယ်တီတို့ဒါကိုညီမလေးရန်တော့ကအာသူရန်လေးလားရန်လေးလားအမတို့တချင်းမိဆယ်တို့ချင်းတအားနာထောင်နေလေဘာကြောင့်ဟိုခီးသွားရန်တီတာတချင်းကြောင့်နေပြောပြင်းတီတာအခုဆိုလို့ရှိရင်လေအခုကတယောက်နဲ့တယောက်အပွဲတွေမှာတွေ့နေတာမေးချာပြီးဒီကတော့တယောက်နဲ့တယောက်ကကုန်ပြုတ်ချင်တယ်ပေါ့ဒါအခုဆိုရင်လေရမ်းမိုက်တယ်ဒီနေ့လာရန်တန် sorry ထားပဲမထားချုံနဲ့တယ်ဟိုရင်တော့ဟိုရင်တော့ example root system တို့မှာ rap ရေးပြီးဘူးပဲ ဒါပေမဲ့ကိုကိုယ်တိုင်တော့အဲ့လိုပြောပါတော့အဲ့လိုပြန်ဟိုပါပြောကိုအဲ့လောက်အဲ့လောက်ကိုရေးတဲ့တလောက်ငင်းငင်းတော့ရေးတာလေနော်အခုဒီဘက်ခေတ် rap တွေကတော့အရန်ကျန်းသွားပြီဆိုတော့မိုက်ဆားရဖြစ်သွားပြီဆိုတော့ကိုအဲ့လောက်အဲ့လောက် bro ဘယ်ရောက်ပါအဲ့တော့အခုကိုပိုင်နိုင်တာလေးပဲကိုလုပ်ပါတယ်။ဟာရှိပါတယ်ဟာဟုတ်ကဲ့နောက်အချင်းအစ်စ်အစ်စ်တွေအခုပြချာလေးတုတ်ထားတယ်။ဒါဒီကလာလာနောက်လာဆိုနောက်လာကျွန်တော်မွေးနေပါသင်းတစ်ထွက်အကျန်အကျန်ကြည့်လိုက်။အကျန်အားလုံးအားလုံးကြွဆွေးရမယ်ချင်းလေးပါ။ဟုတ်ကဲ့ပါ။ ဘာလို့ဆိုတော့မိဆန်တီးကဒီတချင်းမှာသူ့ရဲ့စိတ်တွေရောဘဝတွေရောနောက်ပြီးတော့ခုနကလည်းပေါ့နော်ဖက်ဖက်ကပေါ့ဒါငွေချေးအရင်းကြီးတွေရောအများကြီးသူအားစိတ်ထုတ်ထားတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဘာညီမလေးကိုဝင်းရမယ်ပြီးတော့သူကသူကအချိန်မှရှိပြီးသားအမှုပညာရှင်တယောက်ဆိုတော့ပရိသတ်ဒီကအော်တိုချိုက်ပြီးသားပါဒါပေမဲ့ပို့ပြီးတော့ဒါကျွန်တော်တို့ဒီပို့ပြီးတော့ဝင်းရကြမှာပေါ့နော်ဒါသူ့ကိုပို့ပြီးတော့သူစူးစမ်းမှုကိုအသိမှတ်ပြုတဲ့အနေနဲ့ပို့ပြီးဝင်းရကြမှာပေါ့ဟောအကူရူးကျတော့လေညီမလေးတို့နဲ့ကြတော့ဒါဒါဟိုအရွယ်အားဖြင့်နည်းနည်းကွာပါပေါ့နော်အကူရူးတက်ကြတော့ဒါ ဲ့လိုမျိုးတော့မရှိပါဘူးဒါပေမဲ့လည်းခုနကလည်းပေါ့ဟုတ်တယ်ယောက်ျားလေးလည်းဖြစ်တာကိုရောကျတော့တယောက်နဲ့တယောက်ကိုညီမလေးလိုချစ်ခင်နေသူကလည်းအကိုကြီးတယောက်လိုဒါ PC နေတယောက်လိုသူကပြန်လည်လေးစားကြတယ်ဟုတ်လားပါ